တို့ညာ YouTube channel ကိုအားပေးနားဆင်နေကြသူများအားလုံးကို မင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာမင်းရှင်ဤမေဘူးွက်တက်လေရဲ့ဆိုတဲ့ဝတ္ထုစာအုပ်ကိုဇာသိမ့်ပိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နှင့်အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာစနေနေ့ တပ်ဖြတ်မှုကြီးအတွက်ဝန်내သောအထိတ်မှဖြင့်တက္ကသိုလ်ကျောင်းကြီးကိုလည်းတနင်္လာနေ့နှင့်အင်္ဂါနေ့များတွင်ပိတ်ထားလိုက်လေ။ကျောင်းနေရပိတ်ထားသည့်အတော်တွင်ကျောင်းဝင်ကြီးတစ်ခုလုံးမှ၆ကပ်ငိန်သက်လျက်ရှိတော်သည်။တို့ရများတွင်ကျောင်းဆောင်များရှိကျောင်းသားအချို့မှလည်းတရင်စာများကိုဖတ်ရှုရင်းအချိန်ဖြုံးကြရ၏တို့ရများတွင်တရင်စာတိုင်းကလည်းဘုကျုပ်တို့အကြောင်းများကိုသာအမျိုးမျိုးချက်ထွင်းရေးသားကြလေရာလူတိုင်းလူလိုပင်လက်မလွတ်တမ်းဝယ်ယူဖတ်ရှုကြရလေသည် ။တရင်သာများမှာအယောင်ရတွင်ကျဲလွန်းသဖြင့်အခွင့်ကောင်းယူ၍အစမတန်ဈေးမြင့်ရောင်းချကြသည်ကိုပင်ရှော့ရှော့ရှူရှူအဖိုးပေး၍ဖတ်ရှုကြလေ၏။မကင်ဆွေကစနေနေ့ကဘိုးချုပ်တို့ကိစ္စကြောင့်တိန်အောင်ကိုလုံဝသတိမေ့လျော့သွားခဲ့မိတော်လဲနောက်တနေ့တွင်မူကားအထူးပင်စိတ်ပူကြောင်းကြမိပြန်တော့သည်တို့စေကမှုထိုရမြအတွင်သွားเสียလာเสียရင်များခက်ခဲလာသည်ဖြင့်စေယုံသွားမိရန်အကြံကိုလက်လျှော့လိုက်ရပြီး ကျောင်းဆောင်တွင်သတင်းစာနှင့်ပင်အဖော်ပြနေရတော့သည်မကင်ဆွေဖို့စိတ်ဘူးကျောင်းကြစိတ်တွေကိုညီမြပင်ဖြည့်ဖြောက်စေကမူတိတ်ဆိတ်ငြိမ်သက်လျက်ရှိသောကျောင်းဝင်းကြီးတစ်ခုလုံးကတိန်အောင်အားတရိယအောင်မေစေရန်ကိုသာဖန်တီးလျက်ရှိတော်၏ဤသို့သူကလွမ်းဆွဲ့အောင်မေမိသည့်အခါတိုင်း၌လည်းတနေ့ကမမျော်လင့်သောအဖြစ်ပြက်ကလေးကိုပြန်၍တရိယမိကမျက်ရည်များပင်လဲလာမိတော်သည် အမှန်မှထိုနေ့ကတိန်အောင်ပေါ်တွင်ကိုရီလက်ရောက်ရဲရဲဆက်ဆက်ပြုမူလိုက်မိခြင်းမှာ နင်းဤစာကလေးကြောင့်သာဖြစ်ပေသည်နင်းရေးထားသည့်စာကလေးကနင်းဤအတွင်စိတ်ဓာတ်အလုံးစုံကိုရေမုံတဖွဲထင်ထင်ရှားရှားကြီးပေါ်ပြလျက်ရှိတော့ရာသူဆိုလိုသည့်အတိတ်ပဲနှင့်သူရေးလိုက်သည့်အရေးသားတို့မှတခြားစီဖြစ်နေကြောင်းမကင်ဆွေကောင်းကောင်းကြီးသဘောပေါက်နားလည်ခဲ့ရ၏ထို့ကြောင့်ပင်နှင်းအတွက်ယူကြုံမရဂယုဏတော်သောဖြစ်သောမိသောဒရင်ငါ၌ကနှင်းဤစာရဲတွင်ပေါ်ပြထားသည့်မိမိဤစေရင်သဘောထားများကိုတိန်အောင်အယုံကြည်ကင်းမဲ့သွား၍ မိမိအပေါ်ဝဲမုံဒီပြက်ဆဲသွားစေလိုသောစေရနာဖြင့်သာတမင်တက်တက်ရက်ဆက်ဟန်ဆောင်လိုက်ရခြင်းပင်ဖြစ်သည်ဤသို့စိတ်လိုက်မှန်ပါရက်ဆက်မိပြီးသောအခါတွင်လည်းမခင်ဆွေဖို့ဒိန်အောင်ဤပါပြင်ပေါ်ဖြန်းကနေလွှဲရိုက်လိုက်မိသည့်သူ့လက်ဝါးများကိုတအားဆုံနေမိရင်သူရှိမှခေါင်းငိုက်ဆိုင်ဖြင့်ထွက်ခွာသွားရှာသောဒိန်အောင်ဤမျက်နာကိုယ်တိုင်းမြင်ရောက်နေမိတော့လေ။ယောက်ျားတံမဲ့မိမသားတယောက်ဤပ ਾਇ ိုက်ခံရခြင်းကိုသူခမည်းမြင်မြရှက်ရှာလိမ့်မည်နီ။ မိမိအဘော်ဝဲမြေမြမုံတိဆက်ဆုပ်သွားရှာလိမ့်မည်နီတိန်အောင်အတွက်ဝန်နေတသယူကျုံမရဖြစ်မိပြန်သောခါ၌လဲတိန်အောင်ထွက်ခွာမသွားမီသူတကောလုံးကို အတင်းဖြစ်ညစ်ပွေဖက်ကအညိုကြီးနှင့်နန်းရှုပ်သွားပုံများကိုစိတ်ထက်ကဖြောက်ဖြဲ့မရနိုင်အောင်ဆွဲလန်းလျက်ရှိတော်၏အမှန်မှာတော့တိန်အောင်ဤသို့ဂမူရှုတို့ပြုမှုသွားခြင်းသည်ပင် မခင်ဆွေအဖို့သူထံမှနောက်မဆုတ်သာတော့အောင်စိတ်ပြောင်းခဲ့ရပေ၏ ထို့နောက်တဖန်သိမ့်အောင်အားလိုက်လံရှာဖွေစဉ်ကားတိုက်ခံရကြောင်းကိုသိလိုက်ရပြန်သောအခါတွင်ကဦးတော်ရီအလုံးငါအပြစ်တွေကြီးပဲငါကသာထုံထုံဖြားဖြားပြောလိုက်မိရင်ဒီလိုပြင်ပြရောက်ရမှာမဟုတ်ဘူးငါမှားတယ်အများကြီးမှားတယ်ဟုတ်မိမိကိုယ်ကိုမိမိသားလင်းအပြစ်တင်မဆုံးရှိရာကသိမ့်အောင်ပေါ်ဝဲဂယုနာမိုးကြီးဆွေရွာလျက်မြစ်တာစိတ်တွေသာဒါစီမနိုင်အောင်ဖြာဝေမိခဲ့တော်သည်မကင်ဆွေမှာဆေးရုံကြီးဤလေကားတွင်များကို တထစ်ကျော်နှစ်ထစ်ကျော်ပင်တလန်းကျင်စိန်များပေါ်ပေါက်လာမိ၏ဒုတိယထပ်သို့ရောက်လာသည့်အခါ၌ကဒိန်အောင်၏အခန်းနံပါတ်ကိုရှာဖွေရင်းရှောက်ခဲ့မိလေသည်မကြာမီပင်သူရှာဖွေလျက်ရှိသောနံပါတ်ကိုတွေ့လိုက်ရသောကြောင့်ဝန်တာအာရဝင်သွားတော်မူအပြုတ်တွင်ကရင်သူနာပြုဆီယမာကလေးတဦးနှင့်ရင်ဆိုင်တို့မိကြသည်ဖြင့်ဦးဆောင်းဤဆီယမာဒါနဲ့ဒီအခန်းမှာကောလိကကိုသိန်းအောင်ဆိုတာရှိတယ်မဟုတ်လားပင်လူယောဂာနဲ့တက်နေတာလဲတိပြရစီရှင်အော် ကတိုက်မိလို့အယူနေနေအဲ့သွားနေဆိုတာပါ။အိုးဒီလူလားအယူအတတော့မဟုတ်ပါဘူး။အပြင်ပန်းပွင့်ပိတ်ယုံလောက်ထိမိတာပါ။သူဘူချုတ်တို့ဖြစ်ပြီးနောက်တနေ့မှပဲဆရာဝန်ကြီးစီကအခွင့်တောင်းပြီးဆင်းသွားပြီကော။မခင်ဆွေအဖို့မျော်လင့်ချက်ကြီးနဲ့လာခဲ့ရသမျှရင်ဝါကိုစီး၍တွင်ပြစ်လိုက်ပြီးတကယ်တော့ခံစားလိုက်ရလေသည်။တင်အောင်ကပြန်သွားလေပြီတဲ့။ဘယ်ကိုပြန်သွားလေသလဲ။ကြောင်ကိုပဲလားအိမ်ကိုပဲလား။ ဒီတခါတော့ရှားပုံတော်စကန်းသိမ်းရပြီတော့မြည်ဟူ၍စဉ်းစားမိရင်မိမိအဖြစ်ကိုမိမိဝမ်းနဲ့ယူကျုံမရဖြစ်ကာကျောင်းသို့ပြန်ခဲ့ရတော်သည်အခန်းထဲဝင်မိလျင်ဝင်မိချင်းအိယာပေါ်တွင်မှောက်လျက်လဲချလိုက်ကာရှိုက်၍ရှိုက်၍ငုံမိတော်၏သူ့ကောင်းတစ်ခုလုံးသိမ်းအောင်ဤစိတ်တစ်ခုထဲသာမှွေနှောက်လျက်ရှိတော်သည်ဒီလိုခါမျိုးတွင်မှမခင်ဆွေမှာမိခဲ့ပြပုံဖြစ်လျက်ရှိခဲ့သောသူ့အချစ်သူကောင်းစွာရိပ်မိလေတော်၏မောင်လေးမောင်လေး ဒီတခါမင်းကတလှဲ့မမရင်ခွဲ့ပြစ်တာပေါ့လေမမလေးမင်းကို ချစ်မိပါမိကွယ်ချစ်မိပါပြီမခင်ဆွေပြင်းနေရန်ကုန်လေးလျှောက်လေပြီတိတ်မောလာတယ်ထင်တယ်အင်ကြီးဝစားမလဲသေးပဲအိပ်ပျော်တော့ပါဦးမယ်ကွယ်ယော့ယော့နေ့လေကယူမရှိတော့စားဖို့ကလားလာလို့စားရဆောင်ယူထားလိုက်ရတယ်ထောတန်ကိုကြားလိုက်ရတော့မှမခင်ဆွေမှာမျက်ရည်စားအချို့ကိုခေါင်းအုံဖြင့်တုတ်လိုက်ရင်ဂရင်ပေါ်မှထထိုင်လိုက်လေသည်ထို့နောက်သူမိတ်ဆွေက ်လက်ကမ်းပေးသောစာရေးကလေးကိုလှမ်းယူလိုက်ရင်ကျေးဇူးတင်ပါတယ်မမခင်ဟုပြောလိုက်ရလေခင်ခင်ဆိုသူကလေးမှလည်းမခင်ဆွေအာနုဆက်ပြီးနောက်အခန်းထဲမှပြန်ထွက်သွားလေသည်မခင်ဆွေကစာရေးပေါ်မှလိပ်စာလက်ရည်ကိုဂယုဆိုင်ကြည့်မိလိုက်ရာတွင်တိမ်အောင်ဤလက်ရည်မှမှတ်မိလိုက်သောကြောင့်ရင်ထဲတွင်တထိတ်ထိတ်နှင့်ဖောက်၍ဖက်ကြည့်မိတော်၏အမကြီးဒီစာဟာနှုတ်ဆက်စာလည်းဖြစ်ပါတယ်တောင်းမှန်စာဆိုရင်လည်းသိမမှားပါဘူး ကျွန်တော်အပေါ်မှာပရိုက်လောက်တဲ့အထိစိတ်ဆိုးသွားတာကိုသိရလို့ချက်ချင်းចောင်းကထွက်ခဲ့မိပါတယ်ကျွန်တော်ပြန်မမိတဲ့ရွေးဒီစာနဲ့ပဲတောင်းပန်လိုက်ပါရစေမာကြီးမဲစိတ်ဆက်ပြီးတဲ့လူတယောက်ရှိတယ်ဆိုတာကိုတကယ်ပဲမသိခဲ့ပါဘူးအဲ့ဒီလူနှစ်ရက်အကိုကိုထွန်းလာဆိုတာကိုတော့ဝေးရောတိလျက်နဲ့တော့ကျွန်တော်ဒီလိုဘယ်နည်းနဲ့မှပြုမိမှာမဟုတ်ပါဘူးကဲလေပြီးခဲ့တာပြီးခဲ့ပါပြီ လူမိကသမ ्या ကိုလည်းတောင်းပန်မရစေ။နောင်လည်းပဲမိဆွေဖြစ်နေတော့ခင်ခင်မင်မင်ပေါင်းတင်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။အမကြီးကိုလည်းစိတ်ထဲကတက်နိုင်ကြွေဖြောက်ကြည့်ပါမယ်။ချစ်မိတဲ့အချစ်ကိုတော့ဖြင့်တသက်လုံးဖြောက်ပြက်လို့ရမှာမဟုတ်ဘူးဆိုတာကိုတော့ယုံကြည်ပါ။ဒါကမှမကျင်နဲ့သေးလို့အတင်းမရမကဖြောက်ပြက်ပြည့်ရမယ်ဆိုရင်လည်းတက်နိုင်ကြွေတော့စန့်ကြည့်ပါဦးမယ်။ကျွန်တော်ကလည်းအမကြီးမြ мян မေ့ပြောက်သွားပါလိမ့်မယ်။ကျွန်တော်ဒီမြမပြည်ကအ мян ဆုံးထွက်သွားပါတော့မယ်။အเจ้าမဲ့ထွက်သွားမှာတော့မဟုတ်ပါဘူး။ ။ငငယ်ကလေးကရည်ရွယ်ထားတဲ့အတိုင်းနိုင်ငံသားကိုတင်ညာတင်သွားဖို့ပါပဲ။အမကြီးတို့ချစ်သူနှူးစလုံးကျမ်းကျမ်းမာမာပျော်ပျော်ရွှင်ရွှင်ရှိကြပါစေ။သိမ့်အောင်။မကင်ဆွေဤမျက်လုံးများမှာပြာမိုက်သွားတော်၏။လက်ထက်တွင်စုတ်ကိုင်းထားသည့်စာရွက်ကလေးမှလည်းလက်ပြင်အတူတဆတ်ဆတ်တုံလျက်ရှိလေ၏။စာရွက်ပေါ်မှာစလုံးများမှာကမျက်ရည်နှင်းမုံများကြဝဲအည်ပြော်ကြကုန်တဲ့ကဲ့သို့ပြောက်၍ပြောက်၍သွားတော်သည်မုံလီမုံလီ မင်းကတော့မမတို့အကြောင်းရင်းတွေကိုနှစ်နှစ်ချွတ်ချွတ်မသိသေးပဲနဲ့သူများပြောတဲ့စကားကိုအယံယုံသွားပြီပေါ့လေမင်းကဒီအကြောင်းတွေကိုဖေသူကများ ပြောလိုက်တယ်လေကွမင်းမှလည်းချက်ချင်းပဲယုံလိုက်တာပေါ့အင်းလေယုံတော့မှာပဲပေါ့မင်းကမမအသိကိုခွဲလို့ဝပြီပဲဟာကိုကြည်စမ်းမအောင်ကွစာဆုံးမှာတော့မမနဲ့ချစ်သူတို့ကြမ်းကြမ်းမှမှပျော်ပျော်ရွှင်ရွှင်ရှိကြပါစေတဲ့ဒီမှာအရေးလေခြင်းမောင်လေးရေဒီတည်းများမမကို မခနဲ့နိုင်တော့ဘူးလားဟင်မမကို မြင့်စီတဲကတက်နိုင်ပြီဖြောက်ဖြက်ပြစ်မယ်တဲ့ဟုတ်လားမင်းကလည်းလည်းကြီးဖြောက်နိုင်ပြီမဲ့မမအသေးတွေတော့မြင့်အချစ်တန်တွေကြောင့်ပြန်ပြီးလလန်းထူနိုင်တော့မယ်မဟုတ်ပါဘူးကွယ်ဤစကားများကမခင်စွေပါဇတ်မထွက်ပေါ်လာခြင်းမဟုတ်ဝန်တဲ့နိုင်လဲမြို့သိပ်၍မထနိုင်တဲ့ဖြင့်စာရေးစက်ကူတွေ့ပေါ်တွင်မောင်လေးယေဟုအစချီလျက်ဇာတဆောင်အဖြစ်ရေးချလိုက်ခြင်းပင်ဖြစ်လေသည်စာရဲတွင်ကထိုများလောက်သာမကသည်တိန်အောင်ကချစ်သလိုသူကလည်းပြန်ချင်းမိပုံတို့ရာတွင်အရွယ်ချင်းမမျှ အတန်းချင်းမတူယုံသာမကနှင်းကတိန်အောင်ကိုတစ်ဖက်သက်ချီ၍နေချောင်းကိုတိရပြန်သည်ဖြင့်လူငယ်ချင်းသာဖြစ်ကြပါစေတော့ဟုတမင်သက်သက်ရှောင်ဖယ်ပေးခဲ့ပုံအကယ်၍သာသူ့အတွင်ရေးများကိုတိန်အောင်တိရလျင်သူ့အပေါ်တွင်ဗဲနီနဲ့မဆိုးအပြစ်လွတ်လိမ့်မည်ကိုယုံကြည်ပုံစသည်ဖြင့်အကြောင်းများဖြင့်ကိုရဲညွန့်နဲ့သူ့အဖြစ်ပြန်များအကြောင်းကိုပါခရီးစစ်တွင်ကြရေးထည်လိုက်မိသည်အကယ်၍ဒီစားကိုသာတိမ့်အောင်ဖက်လိုက်ရလျင်အမှန်မင်းသူ့စီတို့ချက်ချင်းပြေးလာမည်ဟုမခင်ဆွေတထစ်ကြယုံကြည်ထားလေ၏ သိအောင်မြေမြဝန္တာအယရှိမိကိုတွေးမိပြန်သည့်အခါတွင်လဲသူကိုယ်တိုင်အတိုင်းမသိဝန္တာမိလေ၏ထို့ကြောင့်ပင်စာကိုရိတ်နေစဉ်အခိုက်တန့်တွင်သူ့လက်ကလေးများမှပီတိဟုန်ဖြင့်တိတိသာသာတုံ၍နေလေသည်လက်ရည်များမှလည်းမငြိမ်မညာလက်တုံသလိုလက်ရည်ကပါလိုက်၍တုံရဟန်တူလေတော့သည်တို့ရာတွင်စာကိုဆုံးအောင်ရေးပြီးအကြိမ်ကြိမ်အဖန်ဖန်ပြန်ဖက် ကာအတော်ကြာအောင်စဉ်းစားပြီးသောအခါတွင်မှ မခင်ဆွေသည်တစုံတရာကိုစိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် အံကိုတအားကျရင်စာကလေးကိုအစိမ့်စိမ့်အမွားမွားဆုပ်ဖြဲပြစ်လိုက်ကမျက်ရည်များဖြိုင်းဖြိုင်းတွင်ချလိုက်မိလေတော့တည်းမကင်ဆွေဖို့ဤမြအရေးကြီးသည့်စာရဇံကိုဆုပ်ဖြဲချေမွပြစ်လိုက်မိရာတွင်တစ်ဖက်ကအသက်တဆက်ဆက်နာမတက်ခံစားရသည်နှင့်အမြတစ်ဖက်ကလည်းမိမိဤစွန်စားမှုအတွေ့ကြိတ်၍ဂုံယူမိတော့၏ဤစာကလေးကိုဖြည့်စီပြစ်လိုက်မိသည်နှင့်အမြမိမိသည် လူငယ်တူဤအညွန့်တလူလူလန်တက်အန်ဆဲဆဲဖြစ်သောဒုဒ္ဒကြီးဝါမှုကိုအသင်နှလုံးဖြင့်ရင်း၍ပို့ဆောင်ရာယောက်ျောင်းကိုစဉ်းစားမိလေသည်။တိမ်အောင်ကယခုအခါ၌တန်ရောစဉ်အပေါင်းကိုဖြတ်တော့ကသူငယ်ရွယ်စဉ်ကလေးကရည်မှန်းထားသောနိုင်ငံသားသို့ပညာသင်သွားပြပေတော့မည်။သူတင်ကြတက်မြောက်လာမည်ပညာရတ်တို့ဖြင့်နောင်တခေတ်မြန်မာနိုင်ငံတော်အားဒုဒ္ဒစေယံဆောင်ရွက်ပေးနိုင်ပေတော့မည်။ ဒီလိုဗမာသားကောင်းလူငယ်တယောက်ဤမွေမြသောရေမှန်းချက်ကိုမိမိတဦးတယောက်ဤစိတ်ချမ်းသာမှုလူအင်စန္ဒပြေဝမှုတခုတည်းကိုသာကြည်လျက်ဖြက်လို့ဖြက်စီးမလုပ်လို့ပဲလူလက်တော်မြိမြန်မာနိုင်ငံတော်တွင်သူလိုပညာတတ်ကလေးတယောက်အားအရေးပါအရာရောက်သည့်နေရာတနေရာရာမှ အာဂျုံမန်ဒတ်ဆောင်ရွက်စီလိုပါသည်ဒီအချက်တွေကိုစဉ်းစားဆင်ခြင်မိသည့်ဖြင့်လည်းမကင်ဆွေသည်စာအဆုံးရေးထားပြီးဖြစ်သည့်စာကလေးအားအစိမ့်စိမ့်အမွားမွားဆုပ်ဖြဲပြစ်လိုက်မိခြင်းပင်သည် အမှန်မှာတော့ဤစာကိုဆုပ်ဖြတ်ရသည်မှာသူ့အသေးနှလုံးကိုဆုပ်ဖြတ်ပြရသည်နှင့်ဘာမျှမချားတော့ပြီစာကလေးကိုလုံထွေးလွတ်ပြင့်မိသည့်အချိန်တွင်သူ၏အသေးနှလုံးကိုလည်းရင်ထဲမှခွဲထုတ်ပြစ်လိုက်မိပြီဟုအောင်းမေးလိုက်မိသည်သို့နှင့်ပင်မခင်ဆွေသည်နှလုံးသားဖြင့်ရေးသားအပ်သောစာကလေးကိုဖြည့်ဆည်းပြစ်လိုက်ပြီးသည့်နောက်စာရေးဆက်ကူအသည့်တွေဘော်တွင်အခြားစာဆောင်ကိုမျက်ရည်ဖြင့်ရင်းနေပြန်တော့၏ချစ်လာစွာသောမောင်လေးမမပေါ်မှာစိတ်ပြောင်းသွားပြီဆိုတဲ့ကြောင့်သိရလို့သိဝမ်းသာမိတာပဲကွယ် မမကိုတောင်းပန်နေစရာမလိုပါဘူးအမှန်မတော့မမကစောစောစီးစီးဖွင့်မပြောမိတာမမပြစ်ပါပဲတကယ်ဆိုတော့လေမမမင်းကိုဖွင့်ပြောခွင့်ဘယ်မှာရခဲ့လို့လဲကွယ်ပထမအစားတုန်းကတော့မမအရင်ရက်လောက်ဖွင့်ရေးလိုက်မိသားပဲမမတို့လူကြီးချင်းစစ်ဆက်ထားတာကြာလာပြီကဲလီဒါရင်ထားလိုက်ပါတော့နောင်ကလေးဒီအကြောင်းတွေအလုံးကိုမောင်လေးရဲ့စိတ်ထဲကဖြောက်ပြစ်လိုက်ပါတော့နော်မမတော့မင်းကိုမောင်လေးရင်လိုပဲအမြဲတမ်းဆက်သွယ်သွားမှာပါပဲ မောင်လေးအချစ်ကိုလက်မခံနိုင်ပြီမဲ့တခုတော့မမဝမ်းသာမိတယ်တခြားမဟုတ်ပါဘူးကွယ်မမကြောင့်မောင်လေးဆက်ပြီးစိတ်ဒုက္ခခံနေတော့ပဲမိဘတွေအလိုကိုလိုက်ရောပြီးနိုင်ငံခြားပညာသင်သွားမယ်ဆိုတဲ့အကြောင်းကိုကြားလိုက်ရလို့ပါပဲမောင်လေးဒီလိုလိမ်မာလိုက်တာကိုပဲမမကိုချစ်တဲ့အတိတ်ပဲပေါက်နေပြီလို့မမယူဆပါတယ်မောင်လေးစဉ်းစားကြည့်လေမောင်လေးသာမမအတွက်စိတ်ဒုက္ခတွေရောက်စိတ်တွေလေးလွင့်ပြီးအရက်တွေတော့ကြောင်းလဲမတဲ့စာလဲမတင်တော့ပဲပျက်စီးသွားမယ်ဆိုရင် မမတို့မြန်မာပြည်မှာအညွန့်တလူလူနဲ့လူငယ်လေးတယောက်ရော့မတော်ပြဘူးလားကွယ်မမအနေနဲ့လေလူငယ်ကလေးတယောက်ကိုဖျက်ဆီးတဲ့သူဆိုပြီးချက်စရာမကောင်းပြဘူးလားကွယ်ခုတော့ဒီလိုမဖြစ်နိုင်တော့ဘူးပေါ့ခုဆိုရင်မောင်လေးဟာကိုမြန်မာပြည်အတွက်နိုင်ငံသားကိုသွားပြီးပညာရေးစီးပူးတော့မယ်မောင်လေးပညာရေးဆုံးပြီးမြန်မာပြည်ပြန်ရောက်လာတဲ့အခါမှာဆိုရင်မမဘယ်လောက်များဂုဏ်ယူမိမလဲကွယ်မမအနားမှာကပ်ပြီးတမိနစ်တစ်ချိန်လောက်ချစ်ပါတယ်ချစ်ပါတယ်ဆိုပြီးတွတ်တွတ်ပြောနေတာထက်မွေးမြက်ပါသေးတယ်ကွယ် မောင်လေးကျိုးစားသမျှတွေဟာမမအတွက်မဟုတ်ပြီမဲ့မမအတွက်ပဲလို့သဘောထားပြစီတော့လားကွယ်နောက်ဆုံးတောက်မှန်လိုက်ကျင်တာကလေးတခုတော့ရှိသေးတယ်တခြားမဟုတ်ပါဘူးမောင်လေးနှင်းကလေးတယောက်ကိုတော့အမြဲတမ်းမမိဖို့ပါပဲကွယ်သူခင်ဗျာမင်းကလေးဖြစ်နေလို့အင်ဒရီဆောင်နေရလို့သာမမတို့မိမသားချင်းတော့ဖွင့်ပြောလို့သိရတယ်သူလေးမောင်လေးကိုအင်မတန်ချစ်ရှာပါတယ်မမနဲ့အဖြစ်အပျက်ကိုသိသွားတော့မောင်လေးစီအားပေးစာကလေးရေးလိုက်တာမှတ်မိရဲ့လားဘယ်လောက်များသဘောထားကြီးတဲ့ကောင်မလေးလဲကွယ် ူကလေးမောင်လေးလုံးဝလိလိရွှူထားပြီးနည်းနည်းမှဂီးမဆိုင်တာကတော့ရစ်စလွင်ရရောက်တဲ့ထင်ပါတယ်မိမနဲ့ယောက်ျားတယောက်နဲ့တယောက်ချစ်ကြတာဟာမထူးဆန်းပါဘူးကွယ်တယောက်နဲ့တယောက်ဖူးစာကံမကြုံကြိုက်လို့ကြွေးကြရတာလေမထူးဆန်းပါဘူးတယောက်နဲ့မဖြစ်နိုင်တဲ့အခါမှာအမြဲတမ်းဒီတယောက်ကြောင့်စိတ်ဒုက္ခရောက်ပြီးတသက်လုံးတကူတည်းနေသွားလို့လည်းမဖြစ်ပါဘူးဒီတော့မမထက်ပြီးသတိပေးပြစီမောင်လေးရဲ့ပထမချစ်ဦးဟာမမဖြစ်အောင်တော့ဒုတိယဖြစ်နေဆိုရင်နှင်းကိုသာရွေးချယ်ဖို့ဆိုတဲ့အကြောင်းပါပဲကွယ်အမကြီးမမဆိုရင် ဩဂတ်လဆန်းလောက်တွင်သတင်းစာများ၌မက္ကင်ဆွေနှင့်ကိုထွန်းလာတို့၏မင်္ဂလာသတင်းကိုတွေ့ကြရလေ၏ထို့နောက်များမကြာမီအတွင်းမှာပင်သိန်းအောင်မိဘများ၏ဇယိတ်ဖြင့်အမေရိကန်ပြည်သို့ပညာတော်သင်သွားရောက်တော်မူသတင်းကိုတွေ့ကြရပြန်လေသည်သိန်းအောင်နှင့်မက္ကင်ဆွေတို့၏အတွင်ရေးကိုသိရှိနားလည်ထားသူဓာတ်သည်များကလွှဲရင်းမြေသူကများဤသတင်းနှစ်ခုကိုဆက်ဆက်စဉ်းစားမိကြလိမ့်မည်မဟုတ်ပေထို့သတင်းနှစ်ခုကိုမြေသူကမှလည်းအထုတလည်းဂယုစိုက်ကြလိမ့်မည်မဟုတ်ချေ ထိုတရင်အတွက်ဝန္တာဝန်းနေအဖြစ်ရာဆုံးသူမှာကမက္ခင်စွေသာလင်းဖြစ်တော်ဤမက္ခင်စွေဤဘဝမှာပထမတရင်နှင့်ဒုတိယတရင်တို့ဤဇကုမကုအချိန်ပိုင်းအတွင်းမှာပင်တိတိတနာကြီးပြောင်းလဲခဲ့ရဤထိုတော်တွင်၌သူသည်ကိုထွန်းလာဤဇနီးအဖြစ်နှင့်အိမ်တော်ရဲ့ဘဝသို့ဆိုက်ဆိုက်မြဲမြဲကြီးရောက်ရှိခဲ့ပြီဘီတက္ကသိုလ်အင်အားဆောင်ရှိသူအခန့်ငယ်ကလေးအားစွန့်ခွာခဲ့ရပြီးနောက်ကိုထွန်းလာတို့အိမ်ကြီးသို့ရောက်ရှိခဲ့ပြီကျောင်းတရာ၌လဲကိုထွန်းလာကိုယ်တိုင်လိုက်ပေါ်သောကားဖြင့်တက်ရောက်ရလေသည် ထိုချိန်မှစ၍ပင်မက္ကင်ဆွေသည်ဒုတိယသရင်မျိုးကိုကြာရနုံနုံနှင့်စောင့်မျှော်လာခဲ့မိခြင်းပင်ဖြစ်၏။သိန်းအောင်ထံမှစာဖြင့်တော်လကောင်သရင်သားများတွင်သရင်အဖြစ်နှင့်တော်လကောင်ကြာရပေလိမ့်မည်ဟုသူတထစ်ချယုံကြည်ခဲ့မိ၏။သူယုံကြည်မျှော်လင့်ထားသည့်အတိုင်းပင်ညမကြာမီ၌သိန်းအောင်နိုင်ငံသားသို့သွားတော်မည်ဟုသောသရင်မှသရင်သားများတွင်ပါရှိလာတော်သည်။မကင်ဆွေမှာတိန်အောင်၏တရင်ကိုဖက်လိုက်မိရာတွင်ဝန်တာရလေမလားဝန်ရရလေမလားဟုမဝေခွဲနိုင်အောင်ဖြစ်မိရှာသေးသည် ။တရင်စာကိုဖန်တွင်မိစဉ်အခိုက်တန့်တွင်သူ့မျက်လုံးအိမ်များတွင်မျက်ရည်ပိုများတလိမ့်လိမ့်စီးကြလာလေသည်။သူနှင့်တင့်အောင်ကလုံးဝမနှိစနိုင်သောဘဝမျိုးသို့ရောက်ကြရလေပြီ။ဘာကြောင့်ဒီလိုချိန်တွင်မျိုးသို့ဆက်ရောက်ခဲ့ရကြရသနည်း။တူကိုတူအချစ်ပြဲသွားကြရည်လားတူကိုတူမုံမံပွားခဲ့ကြလို့လားမဟုတ်ပါတိန်အောင်ကိုမုံတိယံသူ့အနေနဲ့တွေးမှပင်မတွေးဝင်သူသည်တိန်အောင်ကိုချစ်မြဲချစ်လျက်နဲ့ယခုလိုအချိန်နှင်းမျိုးတို့ဆက်ရောက်ခဲ့ကြရခြင်းဖြစ်ပါသည် အမှန်မှာတော့အာလုံးပင်သူစနဲ့ဖြစ်လေသည်သူကခွဲ၍ကွဲကြရသည်သူကနောက်ဆုံးပေး၍တပတ်သားစိတ်ဒုက္ခရောက်ရရှာသည်ဦးမဟုတ်ဘူးငါကငါစိတ်ဒုက္ခမျိုးမျိုးခံပြီးအနစ်နာခံခဲ့တာတွေဟာဒီလိုဝမ်းနည်းဖို့မဟုတ်ဘူးကြည်စမ်းငါအတွက်ကြောင့်အညွန့်ကျိုးတော့မယ်ဆယ်ဆယ်ကောင်လေးတယောက်အခုနိုင်ငံသားပညာသင်သွားတော့မယ်သူ့အဖို့နောက်ဆိုရင်ပညာတခုတည်းကိုသာဂရုစိုက်စရာရှိတော့တယ်ကြာရင်ခင်ဆွေဆိုတာသူလုံးလုံးမေ့သွားတော့မှာပဲသူဟာလူသစ်တယောက်လုံးဝဖြစ်သွားမှာပဲ။ အဲ့ဒီအချိန်မှာသူနှင်းကလေးကိုပြန်ပြီးသတိရကောင်ရလာလိမ့်မယ်။နှင်းကိုသူပဲနှင်းနဲ့မှမပြောက်ပြစ်လို့မရပါဘူး။ငါ့ကိုမိသွားတဲ့တနေ့သူနှင်းကိုပဲပြန်သတိရမှာပါ။နှင်းနှင်းဘယ်လောက်ဝမ်းသာလိုက်မလဲ။သူတို့လူငယ်နှစ်ယောက်အဆင်ပြေပြီးဘယ်လောက်များပြောင်းလိုက်ကြမလဲ။မကင်ဆွေသည်ဝမ်းနေစရာတွေကိုတွေ့မိသည့်အခါတိုင်း၌ဤသို့သောဝမ်းသာစရာအချက်များဖြင့်သာ တအားသေး၍ဖြောက်ပြက်ပြည့်ရရှာလိမ့်မည်။ဩဂတ်စ်လ24ရက်နေ့နံနက်ပိုင်းတွင်ဘာဆယ်လိုတထုပ်မမျော်လင့်ဘဲရောက်လာသဖြင့်မက်ကင်ဆီနှင့်နှင်းတို့မှယင်းထဲတွင်တထိတ်ထိတ်နှင့်အထုပ်ကိုဖောက်၍ကြီးမိကြလိမ့်မည်။အထုပ်တွင်မှအမကြီးတို့ဟူ၍၎င်းနှင်းတို့ဟူ၍၎င်းအသီးသီးစာကထားသောအထုပ်ကလေးနှစ်ထုပ်ထွက်လာသောအခါတွင်မှသိမ်းအောင်ထမ်းမှဖြစ်ကြောင်းသိကြရကနှစ်ယောက်သားယင်းတလက်လက်နှင့်ပင်ကိုအထုပ်ကိုဖွင့်မိကြ၏။အမကြီးကျွန်တော်အခုလ24ရက်နေ့မနေ့စောစောပဲ ်ဗီအိုစီလေရင်မြန်နဲ့သွားဖြစ်ပါတယ်အမကြီးနဲ့နင်းတို့ကိုမသွားခင်လာပြီးနှုတ်ဆက်ခြင်းပေမဲ့မလာနိုင်တော့ပါအခုပို့လိုက်တဲ့လက်ဆောင်ကလေးတွေနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အမကြီးဘို့ဟောဒီတက်မတော်တုန်းကကျွန်တော်ရဲ့ယာရုကျဲကလေးကိုလက်ဆောင်ဖြစ်ပေးတာနားလည်ပါမလားမသိဘူးကျွန်တော်တို့စစ်သားတွေဖို့ယာရုကျဲဟာအသက်ပဲဒီယာရုကျဲရဲ့ဂုံကိုအသက်နဲ့လဲပြီးကာကွယ်စောင့်ရှောက်ကြရတယ်ဒါကြောင့်အသက်အမြချစ်ခင်မိဘူးတဲ့အမကြီးကိုအမတ်တရားဖြစ်ဒါကိုပဲလက်ဆောင်ဖြစ်ပြီးခဲ့ပြရစီတော့ မခင်ဆွေသည်တိန်အောင်ဤစာကိုဖတ်ပြီးသည့်နောက်အစင်ရောင်နောက်ခံပေါ်တွင်ပြောင်းလဲသော မြင်းသုံးချောင်းကျဲတဝင်းတို့ဖြင့်တစားစင်အပ်သည့်ရာထူးကျဲကလေးကိုရည်ဝဲသော မျက်လုံးများဖြင့်စူးစူးဆိုက်ဆိုက်ကြည့်နေရမှသူဒီကနေ့မနေ့တင်ထွက်သွားပါပဲကောဟုဝန်ဒယ်၌ကြေ၍ရေ၍လိုက်မိတော့သည်တဲ့အောင်ကသူမြမပြီမှထွက်ခွာသွားရမည်နေ့တွင်ဖွင့်ဖောက်မိကြစေရန်ဓမင်သက်သက်နှစ်ရက်ကျော်ခန့်ကဂျိုတင်၍ပြေဖို့လိုက်ချင်းဖြစ်ဟန်တူ၏ အမှန်ဆိုရင်လူကိုယ်တိုင်မသွားမီလာရောက်နှုတ်ဆက်သင့်သည်ဟုတွေ့မိရင်မခင်ဆွေအဖို့ယူကြုံမရဖြစ်မိလေတော့သည်ထိုအခိုက်အမှတ်ဆွေအမှတ်ဆွေရဲ့ကြည်ပါအောင်သူ့စာကိုဖတ်ကြည့်စမ်းပါအောင်ဟုနင်းကဝန်တာအာရလက်ထဲသို့ဇာရွက်ကလေးတရွက် လာထိုးထည့်နေသောကြောင့်ဖတ်ကြည့်လိုက်ရပြန်၏နင်းအင်္ဂလိပ်ထုံးစံဖြစ်ပေမဲ့လွယ်ကူသလိုပဲဒီလက်စွပ်ကလေးနဲ့မေးခဲ့ပါရစေ။ တကယ်လို့ကိုသိန်းအောင်မြန်မာပြည်ပြန်မရောက်မချင်းဒီလက်စုကလေးကိုဝတ်ထားစေချင်ပါတယ်လို့အောက်မှရင်နှင်းစိတ်ဆိုးမလားတကယ်လို့နှင်းလက်မခံဘူးဆိုရင်တော့သွားကန်ဒီရိုးရိုးလက်ဆောင်ဖြစ်နေပြီးခဲ့တယ်ပဲသဘောထားပါတော့နော်မခင်ဆွေဤရှိမောက်၌နှင်းတိုက်နှင်းကဲများဇက်တိုက်ကြာစင်းလာပြီးတကယ်တော့မျက်ရည်တို့ဖြင့်ရီဝေပိတ်ဆိုင်၍သွားတော့သည်မျက်ရည်များဗားပြင်ပေါ်တို့ယိုစီထွက်ကြမလာစေရန်အနိုင်နိုင် ချုပ်တီးထားရတော့လဲဇာကိုစုတ်ကင်ထားသည့်သူ့လက်ကလေးတွေမှာက ီတီတနာကြီးတုံလျက်ရှိလိမ့်မည်မမဆွေသူ့အထိတ်ပဲကနင်းသူ့ကိုချစ်ရင်သူမလာမချင်းဆောက်ပါဆိုတဲ့အထိတ်ပဲမဟုတ်လားယင်မဟုတ်လားနင်းကတော့သူ့ယူစားခြင်းနဲ့သူစိတ်မချလာသေးပဲမကင်ဆွေအားတရရနဲ့မင်းနေပြန်လေတော့သည်အမှန်မှာတော့မင်းနေစရာပင်မလိုတိမ်အောင်ဆိုလိုသည့်အထိတ်ပဲမှာရှင်းရှင်းကြီးပင်ဒီတဘောတက်ရောက်လျက်ရှိပေသည်မကင်ဆွေဤစေထက်တွင်ကတမျိုးကြီးဘယ်လိုတမျိုးကြီးမှမသိမရှက်မကြောက်အဘတရားကြီးဟိရွေသာငိုလိုက်ခြင်းတော့သည် တို့ရာတွင်နင်းကလေးစိတ်မကောင်းဖြစ်မိသောသည်ဖြင့်တန်တန်သမျှစိတ်ကိုချုပ်တီးထားရသည်မကင်ဆွေငိုင်းနေသည်ကိုသတိပြုမိသည်ဖြင့်နင်းသည်မျက်နှာကိုငုံ၍အကဲခတ်လိုက်မိလေ၏တို့ကကြမှမကင်ဆွေတယောက်တည်းကြည့်၍ငိုနေကြောင်းကိုသိရသောကြောင့်နင်းမှလည်းမျက်ရည်များအလိုလျောက်လဲလာရမှမကင်ဆွေဤဒီကိုယ်လုံးကိုယူရကျင်နာစွာဖက်ထားလိုက်မိသည်ထိုချိန်၌နှင်းဤလက်ထမလက်ဆွေကလေးမှာကြံပြော်သို့တောက်ခနဲ့ကြာသွား၏ဟင်မမဆွေမမဆွေဘာကြောင့်ငိုရတာလဲ မဆွေဒီလူငိုရင်နှင်းလေးငိုချင်လာပြီမခင်ဆွေမှာနှင်းရိပ်မိသွားသည်ကိုသိသည်ဖြင့်မျက်ရည်စာများကိုတော်လိုက်မိရာမှအိန္ဒြေပြန်ဆဲလာခြင်းနှင်းကိုပြန်လဲယူရစွာဖက်ထားလိုက်လေသည်ထို့နောက်ကျမ်းပေါ်မှလက်ဆွေကလေးကိုပြန်ကောက်ယူလိုက်ပြီးလျှင်နှင်းဤလက်တရွေတွင်ဆွေပေးလိုက်ကာကြောကလေးကိုအသာရပုသက်နှစ်သိမ့်ပေးနေမိနေတော့၏နှင်းကဝန်းနေပန်းနေခေါင်းကလေးလက်ဝါးတွင်အက်လက်တရှုပ်ရှုပ်ငိုလိုက်မိတော့သည်ပြိပြိပါတော့ညီမလေးရဲ့ မမဆွေညီမလေးတို့ဝမ်းသာလွင်လို့ပါကွယ်မမတော့တက်တက်မဲဒီတစ်ခါတော့ဝမ်းသာနိုင်တော့မဲမထင်ဘူးတခိတ်ကိုပါပဲညီမလေးရေဒီချိန်ကလေးဟာလीမမရဲ့တသက်တာမှာဝမ်းသာဆုံးအချိန်ကလေးတစ်ခုပါပဲဒီချိန်ကလေးမှာမမရဲ့ရီမန်းချက်တွေပြည့်ပြီးညီမလေးမှန်သည် ဒီချိန်၌မကင်ဆွေဤကျိုးပန်းဆောင်ရွက်ချက်ကအထမြောက်အောင်မြင်သွားခဲ့ပြီဖြစ်သည့်ဖြင့်ဒီမှန်ချက်မှလည်းပြေဝခဲ့လေပြီဒေါ်ချိန်တွင်တိမ်အောင်စီးနှင်းလိုက်ပါသွားသည့်လေရင်မြန်ကြီးမှစိန်ပုတ်ပုတ်ပင်လေရေပြင်ဤအထက်ကောင်းကင်ဝဲတိမ်တောင်တိမ်လိတ်တိမ်လိုင်းတို့အကြမ်းမှငိန်သက်စွာပြန်တန်းလျက်ရှိလေသည်တိမ်တို့တိမ်တိုင်များအကြမ်းထိုးပေါက်၍ထွက်လာသည့်နေရောင်ခြေတန်းကြီးတို့မှကလေရင်မြန်ကြီးအားလိုက်လံဖမ်းဆီးရန်ကြိုးစားနေသည်ယောင်ယောင်မင်းတို့ဘယ်လိုပဲဖမ်းနိုင်ပြီမဲမမိနိုင်တော့ပါဘူးကွယ် ဟုတွင်နေသည့်အလားသိန်းအောင်သည်ဂျရင်မနေ၍ပြင်ပသို့ငေးကြည့်ရင်းပါလာလေသည်ခုနကပင်မြမပြည်ဤတောတောင်ရေမြေစသည်တို့ကိုရေးရေးမြလှမ်း၍မြင်နိုင်သေး၏ခုတော့မမြင်နိုင်တော့ပေဘဝင်ကျင်ကနေအောင်ကြည်တမ်းများငွေရောင်အနာကွေသည့်ဒိန်ဆိုင်ဒိန်လေများပြီးတော့အောက်သို့ငုံကြည့်လိုက်ရင်စိန်ပုတ်ပုတ်အန္တဝါပင်လေပင်သိန်းအောင်မှာဒဇဒဇနှင့်ဝေဝေဝေဒီထက်ဝေ၍ကြံကြပြီဖြစ်သောမြမပြည်နှင့်တကွ မကင်ဆွေနှင့်နှင်းတို့အားတမြိတ်မြိတ်အောင်မိတ်တတမီရင် သူတခါကရေဒီယိုမှမဆိုပြခဲ့သည့်တခြင်းတန်ကိုပင် ကြားရောင်လာမိတော့တည်းမိဘူးကွဲ့တက်လေရေထွက်ခါလေရှောင်းသွားပြီးဘဲဝဲမြောက်တောင်မတိနိုင်လေအောင်ဝေးရာရှောင်းလို့နေနေရစ်တော့တက်လေရေမင်းရှင်ဇလေးရဲ့ရှစ်လ1948ကမာယောမင်းရှင်တွင်ဇွဲနေအောင်ညှို့တဲ့သောတတ္တိကလေးတွေများစွာရှိလေသည် ျွန်တော်ကဖြင့်ဒါမျိုးကိုစာပေအညုတ်ကလေးတွေဟု ခေါ်ခြင်းသည်တက္ကသိုလ်ရိပ်သာဤငွေလာရောင်နှင့်အရေးများကိုစီချဲထားသော အချစ်ဇလံတရပင်ဖြစ်ပေသည်စာရေးဆရာဆရာကြီးဒဂုံတာယာဤအမှားမှာစစ်ပြီးခေထင်ရှားကြော်ကြသောအချစ်ဝိထုများတွင်တပုတ်အပါဝင်ဖြစ်သည် စာဖတ်ပရိသတ်ဤဆွဲလန်းတတခြင်းကိုရယူနိုင်ခဲ့သည်မြမဝိထုရှိသမိုင်းတွင်ထဲ့သွင်းပြောဆိုရမည်ဝိထုတပုတ်ပင်ဖြစ်တော်သည်မလိခာဤ မြန်မာဝိတ္ထုအညွန်းပေါင်းချုပ်2009ခုစာမျက်နှာ263မှာဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာမင်းရှင်ဤမေဘူးခွဲ့တက်လေရေဆိုတဲ့ဝိတ္ထုစာအုပ်ကိုဖတ်ပြခဲ့တာဒီမှာပဲပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာ ကျွန်တော်ဒီအပိုင်းကိုဖတ်နေတဲ့အချိန်မှာတော့ဟိုလေချောင်းနာတာပေါ့နော်ကျွန်တော်ကျမကြီးသိပ်မကောင်းတဲ့အတွက်ဖတ်ရတာအဆင်မပြေခဲ့လို့ရှိရင်တော့ဝိထုရဲ့ရတများပြပြသွားခဲ့လို့ရှိရင်ကျွန်တော်ကိုသီးခံနားလေခွင့်လွှတ်ပေးပါယံဇာရေးဆရာကြီးနဲ့တော့ဇာရေးဆရာကြီးဆွေတော်မျိုးတော်အပေါင်းယခုနားဆင်ကြသူများအလုံးကိုအထူးပင်မြတ်တရားခံတောင်းပန်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့အလုံးနောက်ထပ် audio book တင်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ